တကယ်မှာတော့တောက်ချက်မကောင်းတဲ့သူတွေတွေ့တဲ့အခါမှာတရေဖြစ်နေပြူရာတို့ကိုဘလို့လိုက်ွေမလဲဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ပြီးတော့တဲတကောင်နဲ့လူငယ်လေးတယောက်တို့ရဲ့ငကြီးဆက်ဆံကြီးကိုလည်းပေါ့ပေါ့ပါပါလေးခံစားရမှာဖြစ်ပါတယ်။ထို့ကြောင့်လို့ပဲ channel လေးကို subscribe မလုပ်ရသေးလဲလူပိခေကြဖို့တောင်းဆိုလိုက်ပါတယ်။ ထွေရလေးဟာလူနဲ့လည်းအလံဝိတဲ့အတွက်စင်ကြပိုးကြတဲ့ရွာလေးရွာလို့ဆိုရမှာပေါ့ရွာလေးဟာနေလို့လည်းကောင်းပြီးတော့အေးဆေးနေတဲ့တဲ့ရွာလေးရွာဖြစ်ပါတယ်အတိုင်းပဲညရောက်ရင်တော့ရက်ွဲထဲမှာဆူညာပွက်လော်ရက်ကစေကတိကအောက်ဖြစ်စေမဲ့တို့တို့ရှိပါတယ်အဲ့ဒါကတော့လူအခြေဆိုရင်ရက်ွက်ထဲမှာဆိုင်ကကြီးတွေကိုဗျံပဒမောင်းတဲ့သူတွေပေါ့ညာစတဲ့လောက်ဆိုတာနဲ့ဖော်မြူလာ2လို့ခေါ်တဲ့ဆဲကဲမောင်းပြင်ပွဲကျပါလိရှိတယ်ဗျာ အဲ့ဒီသူတွေကတော့ဝယ်ပူနဲ့သူ့ရဲ့တငယ်ချင်းထွန်းလာနဲ့တာလာတို့ဖြစ်ပါတယ်။အခုညမှာလဲဒူတွေအေးလို့ကောင်းနေချိန်မှာ စကယ်လီပါကြီးတွေကိုတဟူဟူတွားပေါင်းနဲ့လို့နေခဲ့ကြရေးဗျာ။ဒီလူငယ်လေးတွေဟာရက်ွက်ကလူတွေလည်းမပြောနိုင်တော့တဲ့ဆိုအကျွဆော့ဖို့ပဲဆူတောင်းနေခဲ့ကြတာပေါ့။ဝယ်ပူလို့ခေါ်တဲ့ဆရာသမားဟာသူ့ရဲ့ပညာတွေအတကူထိုးပြနေခဲ့ပါတယ်။ဘလို့တော့လဲဆိုရင်အရှိဝတ်တော့မကြည့်တော့ပဲနောက်လှည့်မောင်းနေခဲ့တာပေါ့။ ဒါပေမဲ့ဆရာဆရာကြီးတွေကတော့ဒေချိုင်ကုန်မှာပဲရှိတယ်ဆိုတဲ့စကားတိုင်းဝေပူဒီယာကိုစိုက်ကဲမှုတ်ပြီးတော့တော်ကီသွားခဲ့ပါတယ်။ဒါကြောင့်ဒီဝါလူရဲ့ဆန္ဒကြီးလည်းကိလောက်သွားခဲ့ပြီးတော့အသက်20ကျော်လူငယ်လေးဝေပူဟာလည်းဖေယာမူနဲ့အကျွေးဆုံးသွားခဲ့ရှာတာပေါ့။နောက်တနေ့မနေ့ကိုရောက်မှာတော့ဟိုကန်ကောင်းလို့ခေါ်တဲ့စကဲဝေါ့ဆော့ဆရာစီကိုဝေပူရဲ့ဆန်ကဲရောက်လာခဲ့တယ်ဗျာ။စကေကအရှင်းနဲ့မောက်တာတော့ကောက်ကနေချီတီတော်တော်လေးဖြူရွာမှာဗျာ အဲ့ဒီတော့မှကိုကန်ကောင်းကလည်းဆက်ကကူကြည့်ပြီးတော့တပြေးချနေခဲ့ပါရင်ပြီးရနဲ့ဆက်ကင်လက်ပင်ကျတဲ့သူတွေကိုမေးကြည့်လိုက်ပါရင်တေယူကတော့ဝက်ပူရဲ့တင်ကြေးကြီးဖြစ်တဲ့ထောလာပစ်ကအမိကကျောက်ကတော့ကျွင်မီလို့ခေါ်ပါရင်မဲရိုကောင်ကြီးတော့လိုချလာခဲ့ပြန်ပြီဒီဆက်ကကြီးကပြေးရမှာတော့မဟုတ်ပါဘူးနော်ပြေးလေဘောရှောက်ကဆိုရင်မပြေးချင်ရဘူးတစ်ခါလည်းမဟုတ်တစ်ခါလည်းမဟုတ်မဲရိုကမဟုတ်တော့ဘူးကွာခမရကလည်းဗျာဆက်ကကြီးဒီလိုဖြစ်လာတာကို ဘသူကဘလောက်ထိခဲ့သွားတယ်ဆိုတာကိုမမေ့ဘူးနော်စိတ်ပါပါမပါပါတချက်ကလေးတော့မေးဖို့ကောင်းပါတယ်မေရွေကြောက်ကိုမသိတဲ့သူစင်တော့မေးချင်မေးမှာပေါ့ကွာမေရွေတော့ချက်ကိုငါမသိတာကြားနေရပဲဆယ်ကန်ကြီးကိုဗျံပဒါမောက်ကြပြင်းလဲကြမောက်ကြနဲ့ခံပေါ့ကွာဘာဖြစ်ဖြစ်ပြောရဲသားချင်းလူလေရေကိုစိတ်လေတော့ထားသိနေတာပေါ့ဗျာညာကဝက်ပူတယောက်ဆက်ကန်မောက်တာတော်တော်ပြီးနေစိတ်ဟိုတင်တာတော့မမီးလိုက်ဘူးဗျနောက်ဆုံးစားတာနေနဲ့သူ့ရဲ့ဆယ်ကန်လေးကိုပြေးပြပါဆိုလို့ ကျူတူလာပြင်ပေးတာလောကကြီးမှာမရှိတော့တဲ့သူတို့အတွက်တရုတ်တော့လှုပ်ပေးတတ်ပါတယ်ဝေဘူးတဲ့တော့စိတ်မကောက်ဘူးဆိုပေမဲ့ဒီစကန်ကိုတော့မပြေပေးနိုင်ဘူးကွာမင်းတို့လည်းတဲ့စကန်ရှိရင်နောက်လိုက်တဲ့မိချစ်အပ်တာတို့ပြွာလို့ကိုစိတ်ဒုက္ခပေးဖို့ပါမလားတမ်းမှန်ပါတယ်ကွာမင်းတို့တခြားမှာသွားပြင်ကြမင်းတို့ရစ်ထဲရွာထဲမှာဆူညာဆူညာလို့ရငါဘာရောပြီးတော့ထောက်ခံရတယ်မပြေပေးနိုင်ဘူးကွာအကိုကြီးကန်ကောင်းကလည်းဈေးကန်လိုက်တာဗျာ ဒါဆိုဒီလိုလို့တိုးတိုးကဒီဆိုင်ကကိုပြင်ပြီးပြန်ရောက်มาဗျဆိုတော့မပြင်းလို့လည်းမရဘူးလေအဲ့တော့အကူကြီးရဲ့လက်ခါကို အခါတိုင်းတည်းပုံစပို့ပေးမယ်လေအဲ့လိုဆိုဖြစ်ပြီမလားလှူစားမှာဗျာအကူကြီးရဲ့လက်ရာကိုပဲကျွေးနေလို့ပါဒီဖေးမင်းကဟိုဖားနေရမလားဟမ်အမှတ်တိတ်ပြောရင်ငါလည်းပြေးပြေးချင်ပါတယ်ကွာတည်တဲ့တဲ့မဲတို့ချီထုတ်လို့လို့ကြီးငါကကြံရပါဆိုပြီးတော့အထောက်ခံရတယ်လေအဲ့ဒီတော့ငါရဲ့နေနာခြင်းနေနဲ့ မင်းတို့စီရင်ပေးရမယ်ဘလို့လဲငါအာရင်ကိုကြစီကိုတွေ့ပြီးတော့မင်းတို့ကို ဖိုးလန်းဆက်လိုက်မယ်လေအဲ့တော့စီရင်တဝက်ပေးထားရင်ငါပြေးပေးမယ်ကိုကန်ကောင်းခါပြေးပြေးပေးချေပေးမယ်လေအဆုံးမှာတော့သဘောတူလိုက်တယ်ဗျာဒီရမှာရှိတဲ့လူငယ်တချို့ကစိုက်ကလေးတစ်စီးနဲ့ဟိုနားရရောက်ဒီနားရရောက်လို့နေကြပါရင်အိုရှာစီယာကိုကန်ကောင်းကလေဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်တန်းဘဝင်မချဖြစ်နေခဲ့ပါရင်ဒါကြောင့်ရခိုင်ရခိုင်ဆွေတော့အခုလိုပြောနေတဲ့တည်းဗျာ မိဘတွေကတော့ကိုယ့်ရဲ့သားလေးတွေမျက်နှာမငယ်ရဖို့ဆိုင်ကယ်လေးတွေဝယ်ပေးထားကြတယ်။ဒါကိုဒင်းတို့ကတနည်းတနည်းဆိုင်ကယ်လေးခွာပြီးတော့အလေးလိုက်နေကြတာမပြေတော့ဘူး။မေတို့ကောင်တွေတို့ရဲ့ငါရင်လေးတယ်။ဟောအခုဆိုဝယ်ဖို့တကောင်မလကီရသွားပြီ။ထိုးတို့ပြောနေတဲ့ချိန်မှာတည့်ရဖြစ်နေတယ်ဝယ်ဖို့လည်းထွက်လာခဲ့တယ်ဗျာ။ဒီတရားတွေမကောက်တော့ဘူးနော်။ပြီးတော့အေဂျင်မွေလေးကိုလည်းလဲပေးဦးတည်လား။ချစ်စပေါကက်တွေလည်းဟောင်းနေပြီ။တခါတည်းလဲနေနော်။ အေးပါကွာအကုန်လုံးလုံပေးမှာပါမနေ့ပြန်ကြာမှာမြို့တက်ပြီးအစည်းတွေတွားဝရအောင်မေဒါနဲ့မင်းကဘလို့သိရလဲမင်းကဘာလုပ်လဲမင်းတကယ်ပဲငါ့ကိုမမျက်မိတော့ဘူးလားငါဝဲပုလေအော်ဝဲပုမင်းဟိုကွာမင်းကတည်ပြီလေဒါဆိုမင်းကတည်ရလားတည်စီလားမင်းစားလားဟေးမင်းကတည်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 ရတည်လောက်တော့လို့ပါအေးတည်ရမင်းမင်းငါစီပါလာလို့တာလေ မကျွတ်တော့တယ်လို့ရောက်လာတာပေါ့ကွာကိုကန်ကောင်းဟာတရားတွေနဲ့ပတ်သက်ပြီးတော့တွေ့ဘူးကြို့ဘူးတဲ့သူတယောက်ဖြစ်တာကြောင့်တိတ်တော့မကြောက်နေခဲ့ပါဘူးဒါပေမဲ့လည်းတရားတကောင်နဲ့အတူရှိနေတာကြောင့်စိတ်သိမ်းမွှင်းကြီးတွေတပြန်းပြန်းထနေခဲ့ပါတယ်မိမသာတရားဖြစ်ဖြစ်ပါဖြစ်ဖြစ်ငါစီမလာနဲ့လေကွာငါကမကြောက်တဲ့ဘူးလို့ထဲလို့လားကြောက်တယ်ကွာကြောက်တယ်အခုတော့ငါကြောချမ်းနေပြီကွာငါမင်းကိုမကြိုက်စားပါဘူးအခုလို့ပြန်လာတာလေငါအကြောင်းတင်လာပါဘာလဲ လက်ကညှို့နေတာလားတော်တော်လူမှုရေခေါင်းသွားတာပဲအဲ့ဝတ်ဆိုတာရောဘာလဲသိရဲ့လားအဲ့ဝတ်ကြည့်ပေါ်ရအောင်မိကလူမမဟုတ်တာကဲထားပါတော့ကွာအခုမိကဘာကြိုက်ပြန်လာတာလဲဆိုတာငါ့ကိုပြောအေးအမတည်းပြောရရင်တော့ငါသိသွားတာနှုတ်တော့ရတယ်ကွာတခြားသူတွေဘူးလဲငါလိုမဖြစ်စေချင်ဘူးဒါကြောင့်သူတို့ကိုတိတ်ကန်းစာပေးချင်တာအဲ့ဒီငလဲတွေကိုငါပညာပေးရမယ်အခုတော့ဒီကောင်တွေကိုဘလို့ဆိုးမရအောင်လဲဆိုတာ ငါနီးလန့်ရှာလဲဦးမေဩတက်လဲတက်နေပါပြီကွာမနေ့ကမှတော့ကိုကံကောင်းတယောက်လေပုံမှန်နေ့တွေတိုင်းဆန်လက်ကိုဖွင့်တာခဲ့တာဗောထိုးစံတိုင်းကိုကံကောင်းစီကနေအင်ဂျီဝဲတွေအားပေးဝေဝင်နေကြသူတွေရှိပါတယ်အဲ့ဒီလူတွေနဲ့တူဂျွားတက်ကတရင်တခုလဲပါလာခဲ့တယ်ဗျာဘာညကသေးချောက်တယ်ဟုတ်လား အေးဟုတ်တယ်၆တာမှတကောက်လုံးထွက်ပြပြီ၆တာကွာငါထင်တာတော့သူတစ်ခုခုကိုမကျင်းနေသေးလို့ငါတို့ကိုလာ၆တာများလားမသိဘူးမင်းနဲ့တတီလေးပါလိထားပြီးအေးတည်လားအဲကောက်ကအီးမက်တွေပါပြီးပြီးတော့၆တာကောက်ကောက်လည်းမအေးရပါဘူးကွာဟုတ်တယ်ကွာငါဆိုတတီညလို့လည်းမအေးရသေးဘူးငါရဲ့မြက်ခွက်ကိုသာကြည့်ပြီးတော့ပန်တာလို့ဖြစ်နေပြီသူပိတ်တဲ့အီးမက်တွေကဒီမျိုးကြီးဟာအေးရတဲ့မှာရှူးတွေပါထွက်ကြကုန်လား ကဲပါကဲပါအဲ့လိုလည်းမကြီးပါနဲ့ဗျာဝက်ဖူးကသေးတာမကြသေးလို့ခင်ဗျားတို့စိတ်ဆွဲတာဖြစ်မှာပါဒီမှာခင်ဗျားမာတာတဲ့အင်ဂျင်ပိုင်းဒေါ်လူနှစ်ယောက်လည်းညကဘလို့ဘဝချခံရတယ်ဆိုပြီးညင်းနေကြပါတယ်ကိုကန်ကောက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရေဖြစ်နေတဲ့ဝက်ဖူးကြောင့်ကိုတွေးလိုက်ပါတယ်အဲ့တော့မှညကဝက်ဖို့ပြောခဲ့တဲ့စကားတွေကိုတတိယလိုက်ပါတယ်။ဒါတည်းမကပဲတေးဝက်ဖို့နဲ့သူက ကြာရဘာလို့ဖြစ်နေတာကြောင့်ဘလို့မလဲခန်းစားနေခဲ့ရတာပေါ့အဲ့ဒီအချိန်မှာတရေဝဲပူးကလည်းသူရှိကနေပြောပြနေခဲ့ပါလေဟေးဟေးကိုကြီးဘာဖြစ်တာလဲစိတ်ငြိမ်နေရလားဒါဆိုငါဆော့နေကြခဲလေးတခုနဲ့မိတ်ဆက်ပြီးမယ်လေဟာဟာဟာတွေ့တယ်မလားကောင်ညာကပြောခဲ့တယ်လို့ပဲအဲ့ကောင်ကပူစာနည်းနည်းပေးခဲ့တယ်အကြီးတွေကတော့တောမလို့ပါနဲ့ကွာမယုံသိဘူးဆိုရင်တော့မှဝီစပို့လေးတော့ထားသိတာပေါ့မင်းကမဟုတ်သေးဘူး အတိတရားရအောင်လုပ်တာနဲ့မတူဘူးအတိတ်တက်နေသလိုပဲတရေဘွားရောက်တာနဲ့အကိုလို့ကိုလက်ချောက်တော့တာပဲတကယ်600မှာကမင်းရဲ့ပေါက်ပါတွေကို600မှာမင်းကကိုပြည့်တင်နေရလားဟာဘယ်သူမှဆိုအမားနဲ့မကင်းဘူးလေတရေဘွားကိုရောက်နေတဲ့ငါလေအမားနဲ့ဘဲကင်းပါလေကွာမင်းမမဘူးမင်းကိုမြင်နေရတဲ့ငါပဲမှားတာပါတော်တော်အကျိုးပေးတဲ့ကောင်မင်းနဲ့နှီးမနေရတာငါမျက်ခုတ်တွေလှုပ်လာပြီး ီတော့မိဘသားတခြားကိုတွားပါတော့ကွာရှိကြီးခိုးပါရဲ့ရပါတယ်ကွာအဲ့လောက်လည်းမလိုပါဘူးဒီဘာလဲငါစီတီပါတယ်ဟဲ့ဟဲ့တမျိုးတော့မထင်နဲ့ကွာတခြားဘယ်သွားလို့တွားမှန်းမသိလို့မိစီမှာကက်နေရတာတော်တော်တော်မလိုဘူးတွားတေးဝပူကလည်းငါဘယ်သွားရမှန်းမသိဘူးလေကောက်ရမော်ရကိုတွားလေကျေစုပြီပြီတော့တွားပါတော့ကွာမတွားဘူးဒီမှာပဲနေမှာမိကိုတွားလို့ပြောနေတယ်လေမတွားဘူးကွာ ငါဒီနေရာကိုကြိုက်တယ် I love it ဟာဒါကမင်းနေရာမဟုတ်ဘူးလို့ငါနေရာလေကွာဘာပဲဖြစ်ဖြစ်မသွားဘူးကွာကဲဒါဆိုငါဘိုးကြီးပြေးပြီးတော့မင်းကိုနှိလွတ်မှာနော်အေးလာခဲ့လေကြည့်ရသေးတာဗောဘိုးကြီးနဲ့တည်းရဲ့တည်းရဲ့နဲ့ဘိုးကြီးဘသူပုံစံမလဲဆိုတာအဲ့ဒီနောက်တော့ကိုကန်ကတရားသူပြောတဲ့အတိုင်းပဲဘိုးကြီးတွေကိုတကယ်ပေးဆောက်လာခဲ့ပါတယ် ဘွေးတွေကလည်းအန်ဒီအေဘီကိချင်းစီမဲ့ပရိတွေရောဖဲတရဆဲပြီးခဲ့တာပေါ့။ဒါကြောင့်တဲဘွေးပူကတကယ်ပြောက်ွယ်သွားခဲ့ရပါလိမ့်။သူဖြည့်တဲ့ချိန်မှာတော့ကံကောင်းလေယိုဒီရဲ့တိစိတ်၆ကဲသွားသလိုခံစားနေခဲ့ရပါလိမ့်။ဒါကြောင့်ခက်သွားတဲ့သူနဲ့ကြံခဲ့တဲ့သူမှာကြံခဲ့တဲ့သူကတော့လွမ်းဆွေးနေခဲ့ရတာပေါ့ဗျာ။ဘလိုဝဲလက်ရှာလက်ရှာသူ့ကိုထမ်းမတွေ့ရတော့ကောက်ရမိုးရကိုတကယ်ရောက်သွားခဲ့ပြီလို့ပဲထင်မဲ့လိုက်ပါလိမ့်။အင်းယိုဒီရဲ့ကြီးတိစိတ်သွားသလိုပဲကွာ။ တရောင်စားလေးဘဲကြောက်သွားပါလိမ့်။အင်းဒါပေမဲ့လည်းသူဒီမှမရှိတော့တာလည်းကောင်းပါလေလေ။ဘလို့ပဲပြောပြောမလို့ချေလို့နှိမ့်ထိုးရင်တရေတော့ထက်သွားရသေးတာပဲ။ကြောက်တယ်စကားတို့လေးတွေညညို့ပြောဆိုနေခဲ့ပြီးပြည်စရာရှိတဲ့ဆင်ကယ်တွေကိုလည်းအမြန်ပြေးအောင်ဆက်ပြေးနေခဲ့ပါရီ။ဒါပေမဲ့ကြောက်တဲ့ဆက်တဲ့ပြည်နေနေတရေဝဲဖို့ကြောက်ကိုလည်းပစက်က ပြောနေခဲ့တာပေါ့။တက်တနာပဲကွာ။အရင်ကကြောက်တဲ့နေလာတဲ့ကောင်ပါကွာ။ အခုမှပါလို့ရုတ်ခက်ထီးကြတယ်လို့ခန်းစားနေရတာလေငါးစိတ်တွေကပြန်ပြီးတော့ထိချုပ်ဖို့လိုနေပြီကြံထိချုပ်စမ်းပြန်ပြီးတော့ထိချုပ်စမ်းငါကတာမန်နဲ့စင်ကမန်ဝိုက်ပါကွာဟုမဟုတ်သေးဘူးသူခုခုမှားနေပြီငါ့ရဲ့တဲကဟာတာတာကြီးနဲ့တတော်ကိုပြေးဖို့ကောင်းလိုက်တာဒီကြတဲ့ရီဒီယိုကပါတက်ခဲကုန်နေသေးတယ်မနေ့ပြန်ညွတ်တက်ပြီးတော့လိုအပ်တာတွေတော့ဝယ်မှာပါ surprise ေးလေးကိုကိုလွားနေတာမလားအမလေးဖလို့တို့တရောင်းစားလာပြပြီဘာရောဟာမိခောက်ကိုတိတ်သက်နေရလားကွာဒီမှာနှလို့ရက်ပြီးတင်သွားရင်ဘလို့လုံမလဲကွာမိမတော့ယူရသေးတာမဟုတ်ဘူးဟုတ်တာဗောမင်းတို့တော့ရင်ငါလည်းဖော်ရတာဗောကွာဟာဟာဘာကိုလွားနေလဲလွားနေရဲ့လို့ထည့်ပြောလေဘာလို့ဝိလေကြောင့်ပဲလုံနေရလဲဟေးကောမေကောက်ရမော်ရကောမတော်သေးဘူးလားဟမ် ငါပြောပြပြီလေဒီနေရာကိုကြိုက်တယ်လို့ဘာလို့တခြားနေရာကိုသွားနေရမှာလဲစကားပြောတာကသဲပါဝါလိုက်တာကွာမင်းရဲ့အေကိုရောမင်းမကြိုက်ဘူးလားမတူဘူးလေကွာငါရဲ့နှလုံးသားလေးကဒီနေရာလေးကိုငါချိမိသွားတာကွာငါလည်းပဲတက်နေပါမလဲကိုကုံချစ်တဲ့သူကမှသွားပြီးတော့ချိမိတယ်လို့ပေါ့ဘလောက်ပဲနေထုတ်နေထုတ်အထွက်သွားချင်တော့ဘူးလေကိုကိုနဲ့ပဲတကယ်နေချင်တာပါနော်ကိုကိုဟေး စကားပြင်းကြည့်ပြောနော်စကားပြင်းကြည့်ပြောမလိုလာနဲ့နော်ဒိုင်ယာတို့ကကြက်နေပြီပြန်ပြန်ပြီးတော့လမ်းဆွားပါနဲ့ကြီးစုချင်းရဲ့ရှိကြီးခိုးပါရဲ့ပြီးတော့ငါတို့ကိုလူတွေကြည့်နေကြတယ်ကွာအခုကြည့်နေကြတဲ့သူတွေကအခင်လွဲသွားပြီဘလို့လုံးမလဲကွာတော်ကြငါ့ကိုအချောက်ကြီးလိုထင်သွားပြီဒုက္ခနေကိုကလေးကဆုံရှိပါဘူးဆိုမှ ကောင်းပြီကောင်းပြီငါတို့ပြန်တက်ပြီလို့ပဲမှတ်လိုက်တော့ဟုတ်ပြီလားအာချောက်ခဲလို့တောက်မှန်ပါတယ်နော်ကိုကို ဒီဖေးတောင်းစားဟမ်ငါတော်ပါတော့ကွာငါစိတ်တွေရေးရည်လာရင်မင်းမလွယ်ဘူးနော်ဒါပေမဲ့ဒီညမင်းပွားချောက်ရမယ်သူကဗျာကောင်းနေတည်ဝဲပူလို့ဟာတူတူပူပေါင်းလိုက်ပြီးတော့တကူကူလှုပ်ဖို့ကြာစီလိုက်တယ်ဗျာဘာလို့ကြာစီနေတယ်လဲဆိုရင်တော့စိတ်ကဲကိုဖိုက်တောက်လို့မောက်ရဲ့သူ့ရဲ့တငငချင်းတွေကိုလက်ဆင်ပေးကြမှာဖြစ်ပါလိမ့်ဒါနဲ့တည်ဝဲပူဟာ တငယ်ကြီးအိတ်ကိုတွားခဲ့ပြီးတော့အိတ်မော်ကြနေတဲ့သူရဲ့တငယ်ကြီးကိုစိတ်ကြည့်နေခဲ့ပါတယ်။စိတ်ကြည့်အလိုက်သည်ဆိုတဲ့စကားတိုင်းအကြံဆိုးကြီးနဲ့ပြိုးပြီးတော့ကြည့်နေခဲ့တာပေါ့ဗျာ။ဒါကြောင့်ကိုယ်တငယ်ကြီးကကိုကိုစိတ်ကြည့်နေပြီးဆိုရင်တော့ဖျားသာတာထားဖို့ပြောချင်ပါတယ်။ပြေဝပူဟာသူ့တငယ်ကြီးအိတ်မက်ထဲကိုဝင်သွားပြီးတော့တောက်ကြည့်ယူခဲ့ပါတယ်။တငယ်ကြီးဆိုတဲ့ငနေကလည်းသူဖြစ်ကျင်တဲ့ဆက်ကဲ BJ ကြီးဖြစ်အိမ်မက်မက်နေခဲ့ပြီးသူ့နောက်မှာစကီလေးတစ်ယောက်လည်းလိုက်ပါနေခဲ့တာပေါ့ဗျာ။ စကေးလေးကသူ့ကိုခါလေးဖက်ထားတော့အာယဝတာမျောမြင့်နာဆိုတဲ့အတိုင်းတွားရင်လည်းဖြီးလို့နေခဲ့တာပေါ့သူကနောက်ကစကေးလေးကိုကြည့်နေခြင်းနဲ့စကေးလေးရဲ့မျက်နှာကြီးကတရေဝပူမျက်နှာကြီးပြီးချက်ချင်းပြောင်းလဲသွားခဲ့ပါလေဟာဖောက်ချုံနေကြီးကောင်းမလေးကဘာလို့ဒီဘုဖြစ်သွားတာလဲကွာဟဲ့ကောင်စကေးဘီဂျေဖြစ်စီတာမင်းလားဟမ်စကေးမရတော့ဖိုက်တာလို့မောင်းနေပါလားကွာမိသားငါ့လိုဖြစ်သွားခဲ့ရင် ဒီလိုကောင်းမလေးချောချောလှလှနေပြီဘူးလေရတော့မှမဟုတ်တော့ဘူးမဟုတ်ဘူးမဟုတ်ဘူးငါကမဲလို့ဖြစ်မှာမဟုတ်ဘူးငါမဲလို့ဖင်မရတဲ့ဘူးကွာနှုတ်ပြီးငါမှပစ္စံလေးရှိတယ်ဒါဆိုကောင်းမလေးပဲငါစီလာမှတေးချတယ်အာစကရက်တော့လေဟာဟေးစကရက်တော့လို့ဟေးမတီးဘူးကွာမင်းကငါနဲ့တူခေါ်သွားမှာမင်းဘာတက်နေသေးလဲဟေးဟေးရက်တော့လို့ဟေးရှေ့မှာခြံစည်းဝီးဟိုကခြံစည်းဝီး အိမ်မက်ထဲမှာဆက်ကဲမှောက်သွားတော့ဦးကောက်ကလည်းကြောက်စိတ်ပြန်ပြီးတော့နိုးလာခဲ့ပါတယ်။သူနိုးလာတော့တကယ့်ဒီမှာပါထပ်မံထူလိုက်တာကြောင့်ဦးကောက်လည်းရှူးပါထက်ကြကုန်ပါလေ။ဝါကျုပ်ပါပြီ။ကျုပ်ပါပြီကွာ။ဆက်ကဲဘူးကျဲကြီးလည်းမလို့တော့ပါဘူး။တရေဝပူးဆိုတဲ့ကောင်ကဒီပူဇာတိတ်ပဲသူ့ရဲ့တငယ်ချင်းတွေအားလုံးကိုလက်လံချောင်းလန်းခဲ့ပါရီကီလိုနဲ့နောက်တနေ့မနေ့ခင်းမှာတော့အံ့ဩကြီးမာတဲ့ပြောလဲမှုကြီးတကူဖြစ်ပေါ်လာခဲ့ပါရီ အဲ့ဒါကတော့ရက်ွက်ထဲကစကယ်ကိုဖိုက်တားလို့မောက်ကြတဲ့လန်ဒီအုပ်စုကစကယ်ဝက်ရှော့ဆရာစီကိုရောက်လာခဲ့ကြတာပေါ့။ဘာလို့လဲဆိုတော့စကယ်မှာမျိုးစုံကျိုးကိုတက်စစ်ထားကြတဲ့ပစ္စည်းတွေကိုတန်လင်းဖြုတ်ယူဖယ်ရှားပေးကြမှာဖြစ်ပါ යි ။သူတို့စိတ်တွေပြောက်ကုန်ကြတာဟာဒေဝဖူလှုပ်ပြီးခဲ့တာကြောင့်ကတ်ကောင်းကလည်းသူ့ရဲ့ပြွယ်ဖက်ကိုလှမ်းကြည့်လိုက်တယ်ဗျ။ဝက်ဖူကလည်းပြိုးပြပြီးတော့လက်မထောက်ပြခဲ့ရေးတောက်ွယ်သွားခဲ့ပါလိ။ခုပြီလေ။ ငါတက်နေတယ်လို့မင်းတို့ကိုအလကား free လို့ပေးမယ်။ဒါပေမဲ့ဒီနေ့တနေ့ပဲနော်။အဲ့ဒီနေ့ကနေစပြီးတော့ဆက်ကဲ BJ တွေလည်းရွာထဲမှာမရှိတော့ပါဘူး။ကကောင်ကလည်းတရေဝတ်ဖို့ဆိုတဲ့ကောင်ကိုအမြဲမှတ်ရနေခဲ့ပါတယ်။အရင်ကတော့သူတို့ဟာပြွာတဲ့သားချင်းတွေနေနဲ့အပေါ်ရလောက်ပဲတိကျွမ်းခဲ့ကြတယ်ဗျ။ဒါပေမဲ့တရေဖြစ်တော့မှသူတို့ညာကိုရင်းနှီးသွားခဲ့ကြပြီးတကယ်ကြီးလိုချစ်ခင်သွားကြတာပေါ့။ကျူးစုပဲနောက်ကောင်ကြီးရဲ့ မင်းလည်းကောင်းရမွေကိုသွားလို့ပြီပေါ့တချီချီမှာငါတို့ပြန်ဆိုကြတာပေါ့ကွာဟုတ်တာပေါ့ကွာဒါပေမဲ့ငါရဲ့စက်ကလေးကိုအခုထိဆွဲလန်းတော့ပဲမင်းအခုချိန်ထိကောင်းရမွေကိုမသွားသေးဘူးလားမင်းလူပြန်ဝင်စားသိပြီလေဘလို့လို့ဝင်စားလို့ရမှာလဲဘလို့ရဲ့ဝင်စားဖို့တန်းစီနေတဲ့သူတွေကရန်ကုန်ကနေမန်းလေးလောက်ထိရှိတယ်။ဒါကြောင့်ဝင်စားဖို့စောင့်နေလို့ဘရိုးရဲ့အိမ်မှာခဏလောက်လာနေမယ်နော်။ဟေးဟေးဟေး ။ငါကြီးကပြဲနေတဲ့နှက်ကောမဟုတ်ဘူးနော်။လိုရမရဘူးကွ။နော်နော်။လိုပါဘူးရဲ့နော်။ No 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 မရဘူးနော်။အကယ်ကတော့ no ပါ။ No no ။လိုပါလို့နော်။ No လို့မရဘူးကွ။ဟုတ်ကဲ့ပါဇလန်လေးကတော့ဒီလောက်ပါပြီဗျာဒီဇလန်လေးမှာတင့်နေခဲ့ရတာကတော့တငငချင်းဆိုတဲ့ကောင်းတွေကိုအရင်ကလည်းဒုက္ခပေးခဲ့တယ်လို့တရားဖြစ်တော့လေ တဲဘွားနဲ့လိုင်လံစစ်ဒုက္ခပေးခဲ့တာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်လူကြီးမတို့လည်းကိုယ့်ရဲ့တငယ်ချင်းတွေကိုအကောက်တူးနဲ့လိမ့်စားလွတ်တာတို့ကမလေးဟာဆိုပြီးတော့ရီစာစကားပြောပြတာတို့လေပေါ်မှာပူတင်ပြီးတော့ဆေးထုတ်တာတို့ရက်ွက်ထက်ကဒေါ်ယူနေအလိုက်လံအတင်းပြီးတော့ပေးစားတာတို့ချော်တိုးတာတို့ညာညာလေးမလို့သိနေကြအောင်ပြောချင်ပါတယ်